အခန်းစနစ်စင်တာမာတာအကျဉ်းတောင်ကိုဝါဂျီလာလူရိုင်းမျိုးနွယ်တို့နေထိုင်သောဒေသနယ်နိမိတ်ကိုဖျက်ချော်သွားကြခြင်း၌မိတိပြဒနာမြကျွန်တော်မတွေ့ခဲ့ရပါမြေပါလာသဖြင့်အန်တိုနီယိုနှင့်အတူပြေးရစဉ်ကရပောင်းများစွာဖျက်ချော်ရသောခရီးကိုနေ့ရက်တွင်ကျွန်တော်ဖျက်ချော်နိုင်ခဲ့၏နေစနိုင်အဆောင်ရေစကန်များစွာရှိသို့သောဇိုရီလိုကျွန်တော်ဘေးတွင်ရှိသဖြင့်ပြဿနာမတွေ့ခဲ့ရှောင်းနိုင်ခဲ့၏ကိုလံဘီယာနိုင်ငံနယ်ကြားဒေသသို့ရောက်လေပြီးဇိုရီလိုဥဆောင်ပြီးလူနေနေသောထမင်းဆိုင်ငယ်လေးများတွင်ကျွန်တော်တို့ဝင်ရောက်တဲခုကြား၏ စင်နာမာတာမျိုးတို့ဦးတည်လျှောက်လာခဲ့ကြလိမ့်မည်။ဇော်ရီလိုသည်ယနေ့မနေ့တွင်ကျွန်တော်ကိုခွဲခွာပြီးသူ့ရွာသို့ပြန်လှည့်တော်မူဖြစ်ကြံခရီးကိုမြင်းတကောင်နှင့်ကျွန်တော်တယောက်တည်းသာဆက်သွားရတော်မူ။သို့သောတယောက်တည်းခရီးဆက်ရကနေမှမြင်းမှာပြဿနာဖြစ်လာ၏။မြင်းပါလာရင်ကျွန်တော်အပေါ်၌ကိုလံဘီယာအာနာပိုင်များပေါ်၍တန်ရရှိပြီးမလိုလားအပ်သောအခက်အခဲများပေါ်လာနိုင်သည်ကိုဇော်ရီလိုနှင့်ကျွန်တော်နှစ်ယောက်လုံးတွေ့မိ၏။မဖြစ်နိုင်မြင်းကိုဇရီလုံးနဲ့ပြန်ပေးလိုက်ပြီးမြင်းမပါပဲကျွန်တော်ကြံဖမ်းယူခရီးဆက်ရတော့မီး ဇရီလိုမြင်းကိုဆွဲပြီးပြန်သွား၏ကျွန်တော်ကုန်တင်ကားကြုံတစည်းကိုကန်ကောင်းထောက်မှစွာတွေ့စင်နာမတာမျိုးမှစိတ်တင်ရလာခြင်းဖြစ်ကားသမားကကျွန်တော်ကိုတင်ရန်အလွယ်တကူပင်သဘောတူ၏ကားနောက်ပိုင်းတွင်တခြားကားကြုံလိုက်သူများလည်းပါပါသည်ကျွန်တော်တယောက်တည်းသာပတ်စံပေးစီသည့်ခရီးသည်ဖြစ်ကားလမ်းတစ်လျှောက်တွင်ဓမင်းဆိုင်များမှခုနှစ်ပိုင်းခန့်သွားပြီးတိုင်းတဆိုင်တွေ့ရ၏အရင်လဲရ၏ ကျွန်တော်တို့ကားသမားမှာခုနမိုင်ခရီးပေါအတိုင်းတစ်ခါဆင်းပြီးအရက်ဝင်တော့ဤကျွန်တော်ကိုလည်းခေါ်ဤဒေသဝိုင်းတစ်မျိုးကိုကျွန်တော်ကတစ်ကြိမ်လင်းတစ်ခွက်များဟန်ဆောင်တော့တော်လဲသူက၄ခွက်များတော့ဤထို့ကြောင့်စားထွက်လာကြပြီးမိုင်30ခန့်ခရီးပေါလင်းပင်သူမူတော့ဤမကြမီလုံးဝကားဆက်မမောင်းနိုင်သည့်အခြေရောက်ဤစင်နာမာတာမြို့သို့ရောက်ရန်25မိုင်မြောက်သာလိုတော့သည်လမ်းလျှောက်သွားလင်းလဲရောက်မီဖြစ်ဤတော်တော်ညနေဆောင်နေပြီကားပေါ်တွင်တ냐အိပ်ပြီးမနက်မှခရီးဆက်ရတော့မီ ကျွန်တော်ကကားရှေ့ခန်းတွင်အိပ်ပြီးကားသမားကအခြားခရီးသည်များနှင့်အနောက်ပိုင်းတွင်သွားအိပ်၏မနက်ခွန်နာရီခန့်တွင်လဲတစီရောက်လာပြီးလမ်းကိုပဲရွရထားသောကျွန်တော်တို့လော်လီကားကြီးကိုလမ်းဖယ်ခိုင်း၏ကျွန်တော်ကိုကားသမားထင်မိကြင်မောင်း၏ကားပိန်တစ်ပတ်မှရှုံ့နေနေပါသည်ကားသမားနူးလာပြီးလဲသမားနှင့်စကားများ၏လဲပေါ်တွင်အမဲရောင်အဝဲဝဲသောခရီးရန်တီလာရှင်နှစ်ပါးနှင့်မိန်းကလေးများပါ၏စကားအချင်းတန်ကြောင်များပြီးနောက်ကားကိုလမ်းပေးရောက်သည့်အချိန်ဝိုင်းထွေးရန်သဘောတူကြ၏လမ်းပေးမှအပင်များကိုဝိုင်းခုတ်ရှင်းကြ၏ ဤတသမယောက်ျားတိုင်းတွင်ဒါရှိတချောင်းစီပါဤတအိမ်ဖြင့်ထဲ၍လဲထား၏ကြံခုတ်ရာတွင်သုံးရံအထွက်ဖြစ်ဟန်ရှိနှစ်နာရီခန့်ကြာလင်နွန်နွင်ဘီတစ်ဖက်အနစ်နေသောကားကိုလမ်းပေရောက်အောင်တောင်းနိုင်နိုင်၏လမ်းရှင်းသွားလိမ့်ပြီးတပတ်လေးပေါ်မှာခရီးရန်သူလားရှင်တပားကကျွန်တော်ကိုမေး၏ရှင်ကပဲသွားမလို့လဲစင်နာမာတာမြို့ကိုပါဟမ်စင်နာမာတာမြို့ကိုသွားမယ်ဆိုရင်ရှင်လမ်းလွဲလိုက်မိနေပြီရှင်ကျွန်တော်တို့လဲနေပြန်လိုက်ခဲ့ပါကျွန်တော်တို့ကစင်နာမာတာမြို့ထိတော့မရောက်ဘူးဒါပေမဲ့စင်နာမာတာမြို့နဲ့9မိုင်လို့ခရီးတီရောက်မယ် အဲ့ဒီခရီးရောက်တော့မှရှင်ကိုခရီးကိုကိုဆက်သွားပေါ့ကျွန်တော်တိလာရှင်လဲမြားနေလိုက်လာခဲ့ပါသည်ကျွန်တော်ဒီလဲနောက်ပိုင်းတွင်မင်းကလေးသုံးယောက်နဲ့အတူထိုင်၏တိလာရှင်နှပါကရှေ့တွင်လဲမောင်းသူနဲ့အတူထိုင်ပါသည်နေလယ်နေမွန်းတဲ့ချိန်တွင်ထမင်းဆိုင်တစ်ခုတွင်ကျွန်တော်တို့ခေတ္တနာကြ၏ထမင်းစပွဲတစ်လုံးတွင်ကျွန်တော်နှင့်တိလာရှင်နှပါကအတူထိုင်၏တိလာရှင်များမှလူကြီးများမဟုတ်နုပြောသောအရွယ်များဖြစ်၏တဘာမှာအသက်၁၀ခန့်ရှိပြီးတဘာမှာအသက်30ခန့်ရှိုံပြီးသူတို့သားမှာအလုံးဖြူ၏တဘာမှာစပိန်လူမျိုးဖြစ်ပြီးတဘာမှာအိုင်ယာလန်လူမျိုးဖြစ်၏ တဘာကကျွန်တော်ကိုညင်သာစွာမေးခွန်းတစ်ခုမေးရှင်ရင်ဒီဒေတာကမဟုတ်ဘူးတင်နေဟုတ်ပါတယ်ကျွန်တော်ဒီဒေတာကပါဘာလင်ကွေးလေးနယ်ကလာတာပါဒါပေမဲ့ကိုလံဘီယာလီမျိုးတော့မဟုတ်ဘူးတင်နေစပိန်ကလည်းမမဲဘူးအသားကလည်းနေလောင်ထားလို့သာညိုနေပုံရတယ်ဘယ်မျိုးကလာတာလဲရာဒိုဟာချီမျိုးကပါဘာလို့လို့တလဲမိပြင်စရာပါအိုးမိပြင်နေဟုတ်လားရှင်တို့အဲ့ဒီလျှက်စစ်မိပြင်နေဌာနမှာကျွန်တော်မိတ်ဆွေတယောက်ရှိတယ်သူနာမည်ကဘီရက်ရှင်သိရမဟုတ်လား သိပါရဲ့ခင်ဗျ။အိုးဝမ်းသာလိုက်တာ။နေလေသာစားကြောက်ပြီးလင်ဒီလားရှင်နှစ်ပါးလှည့်ရှိရသူပြန်ထသွား၏။မကြာမီစစောကမိကုန်ထုတ်ခဲ့သောအိုင်ယာလန်လူမျိုးဒီလားရှင်ပြန်လျှောက်လာ၏။ပြင်သစ်ဘာသာစကားနှင့်ပြောလိုက်။ကျွန်တော်ကိုစိတ်လဲမရှိပါနဲ့။ရှင်ကိုကျွန်တော်ကကြောက်ချဖို့လဲလုံးဝစိတ်ကူးမရှိပါဘူး။ကျွန်တော်ကိုဟိုဒီလားရှင်ကပြောတယ်။ရှင်တပ်ပုံကိုသူသတင်းစာထဲမှာမြင်မှုတွေတဲ့။ရှင်ကရိုင်ဟာဂျီမျိုးအကျဉ်းအောင်ကထွက်ပြေးလာတဲ့အကျဉ်းသားမဟုတ်လား။ကျွန်တော်မငင်းတာတော့ပါ။ ဟုတ်ပါတယ်ကျွန်တော်ကိုကိုလံဘီယာအနာပိုင်တွေလက်ထဲတော့မပါနဲ့ခင်ဗျာကျွန်တော်ဟာအချင်းသားဆိုပေမဲ့ဖះမကြိုက်တဲ့ကောက်ကြည့်တဲ့မကောင်းမှုတစ်ခုခုကိုလုံးမိပြီးထောင်ထဲရောက်နေတဲ့လူမဟုတ်ပါဘူးကံတရားကြောင့်ခံနေရတဲ့လူပါဒီလရှင်ပြန်ထွက်သွား၏ကျွန်တော်တယောက်တည်းစပွဲရှိရင်ကြံခဲ့၏ကျွန်တော်ထွက်ပြေးလင်ကောင်းမလားဒီမှာပဲစွန့်ပြီးဆက်နေရမလားပြေးလင်လဲအချင်းရှိသေး၍ရနိုင်သေးသည်တော်ရဲပြက်ပြေးလင်လဲချုံမထူတော့တော်မှုမဖြစ်နိုင်စရာမရှိဘယ်လိုပြေးမည်လဲကျွန်တော်ရင်ထဲ၌အတွေးမျိုးစုံနဲ့ဘောင်မင်ခတ်နေ၏ နောက်ဆုံးကုသိုလ်ကံတရားပေါ်နိုင်ပြီးဘဝတစ်ခုလုံးကိုပုံပြီးမပြေးပဲနေရန်ဆုံးဖြတ်လိုက်မကြမီသီလရှင်နှစ်ပါးပြန်လာ၏နှုတ်လုံးမျက်နှာမှာအပြုံးရိပ်များနေတန်းနေကျွန်တော်နာမည်ကိုမေးရှင်းနာမည်ဘယ်လိုခေါ်တလဲပါပီလွန်ပါပီလွန်ကျွန်တော်တို့နဲ့ဆက်လိုက်ခဲ့ပါကျွန်တော်တို့စေနာမာတာမြို့က9မိုင်လို့ရောက်တဲ့အထိအရှင်ကိုပို့ပေးမယ်ဘာမှစိုးရင်ထိလန့်မှုမရှိပဲအေးအေးသာလိုက်ခဲ့ရန်နေမှာတော့ဘသူကမှစကားမပြောပါနဲ့ငြိမ်ပြီးတော့ဒါလိုက်ခဲ့ပါတွေ့သည်များလူတွေရှင်ကိုကျွန်တော်တို့အကြောင်းကအလို့သမားတယောက်လိုပဲထင်ကြလိမ့်မယ် စားတော့စေးကိုလည်းဒီလားရှင်များကပင်အကုန်ကြခိုင်။ညတစ်လျှောက်လုံးဒီလားရှင်များကျွန်တော်ကိုစကားတစ်လုံးမျှမပြောတော့။ထို့သောမပြောခြင်းကြောင့်အလဲသမားလည်းကျွန်တော်စပိန်စကားကောင်းစွာမတတ်တီကိုမသိနိုင်တော့ပါ။ညနေတွင်သမင်းဆိုင်တစ်ခုသို့ကျွန်တော်တို့ရောက်၏။ဆိုင်ရှေတွင်ဘတ်စကားတစ်စီးရထား၏။စေနာမသားမြို့ကိုသွားမိကားဖြင့်ကျွန်တော်တို့ဘတ်စကားနှင့်ဆက်လိုက်သွားရန်ဆုံးဖြတ်လိုက်ပါသည်။ကျွန်တော်ဒီရှိကဘတ်စကားနှင့်လိုက်သွားပါတော့မယ်။ကျွန်တော်ကိုကူညီခဲ့မှုအားလုံးအတွက်ကျေးဇူးတင်လို့မဆုံးပါဘူး။ဟမ်မလိုက်နဲ့မလိုက်နဲ့ဒီဘတ်စနဲ့သွားရင်တိတ်အန်ရည်များလိုက်မယ်။ ရှေ့မှာအနည်းဆုံးရေကင်းစကန်တစ်ခုကိုတော့တွေ့ရအောင်မယ်။ကင်းစကန်ရှေ့ရောက်တာနဲ့ခရီးသည်အားလုံးရဲ့မှတ်ပုံလေးဆက်လိုက်မယ်။ရှေ့မှာဘာမှမပုံတဲ့မှမပါဘူးမဟုတ်လား။မပါရင်မလွယ်ဘူးချက်ချင်းဖမ်းခံရလိမ့်မယ်။အလုံးကန်ကောင်းပါသည်အကယ်၍သာထိုဘတ်စကားနဲ့ကျွန်တော်သာလိုက်သွားပါလိမ့်။ရှေ့တွင်အမှန်ပင်ဖမ်းခံရတော့မည်ဖြစ်ကျွန်တော်တို့လည်းရေကင်းစကန်များလေးတို့ရောက်တော့ခါ၌ကားပေါ်မှာခရီးသည်အားလုံးကိုဆင်ခိုင်းပြီးမှတ်ပုံလေးဆက်နေသည်ကိုတွေ့ရ၏။ ျွန်တော်လဲကုန်မှုမစစ်ပါကျွန်တော်ကလည်းလဲပေါ်အိပ်ပျော်နေတော့ကလေးတယောက်ပေးအတွင်ကိုယ်အိပ်ပြီးအိပ်ပျော်ပုံဟန်ဆောင်လာခဲ့ညစနေခန်းတွင်ရေကင်းစခန်းတစ်ခုရှိသူရောက်ကြပြန်ထိုစခန်းရှိတွင်လည်းဘတ်စကားများကိုရက်ခိုင်းပြီးပပုံနေမပါတော့အမျိုးသမီးတို့ကိုလည်းရေစခန်းနဲ့ဖမ်းခေါ်သွားသည်ကိုလမ်းမြင်ရ၏ဒီပြဿနာကိုဇော်ရီလိုလဲကျွန်တော်ကိုမပြောပြဘူးပါသူလည်းအမှန်ပင်လုံးဝသိပုံမရကျိုးသာသိလျင်ကျွန်တော်တခုခုကြံလာခဲ့မိမိဖြစ်၏မကြမီကျွန်တော်တို့လည်းအနည်းတို့ရဲသားတို့ရောက်လာ၏ဘယ်သွားကြမလို့လဲ ကျောင်းမှာအရေးကြီးကိစ္စပေါ်နေလို့ပါနောက်ကြလာကြည့်လားညာ၁၀နာရီကျော်နေပြီမတက်နိုင်ဘူးအရေးကြီးတယ်ဆိုလို့အထင်မတော်ထွက်ခဲ့ရတာရှင်ကကျွန်တော်တို့အဖွဲ့ရဲ့မှတ်ပုံတင်တွေကိုလည်းစစ်ဆေးကြည့်ချင်သေးလို့လားမလိုပါဘူးကြွကြွပါတိမ်မောင်းနေပြီဆိုတော့တတိတော်ထားသွားကြပါခင်ဗျာကျွန်တော်တို့ရေစကန်ရှိမှအောင်မြင်စွာကြော်လာနိုင်ခဲ့ကြဤဂရန်ဒီလာရှိမှအကြောင်းရှိသူရောက်လေပြီအချိန်မှညသကောင်အချိန်ဖြစ်ဒီလားရှင်နှပါမှာအကြောင်းဝင်အတွင်းတို့မဝင်မီဂိဝါရင်အခြေရင်စပိန်ဘာသာဖြင့်အငင်းခုံဖြစ်နေကြ၏ အာယလန်သူဒီလာရှင်ပြင်သစ်ဘာသာဖြင့်ပြန်ပြောပြချက်များအရညနေနေပြီဖြစ်၍အကြောင်းရှိဒီလာရှင်ဂိုင်းချုပ်ဆရာမကြီးကိုကျွန်တော်ပါလာသည့်အကြောင်းကိုတော့ရှောက်ရန်တင်မတင်ငင်းခုန်နေကြခြင်းဖြစ်အိန္ဒိယ၌ကျွန်တော်သည်ကြားဝင်ပြီးရှေ့တွင်ငားမိုင်များလူတော်သောစေနာမတာမြို့ခရီးကိုမိမိဘာသာမိမိဆက်လျှောက်သွားပါတော့မည်သူတို့အကြောင်းတွင်ညာမိတ်တော်ပါဟုဝင်ပြောသည်ကျွန်တော်ဝင်မပြောမိခဲ့ပါကျွန်တော်မားသွားခဲ့သူအမားအကြောင်းမင်းနောက်ခါတွင် ခုနှစ်ပတ်လုံးတကြုံပြန်ပြီးဆင်းရဲခြင်းမျိုးစုံနဲ့နေခဲ့ရပါသည် ကျွန်တော်ဒီလရှင်နှစ်ပေါင်းနဲ့ကြောင်းနဲ့လိုက်ဝင်သွား၏တဘာကကျွန်တော်ပါလာသည့်အကြောင်းလျှောက်ရင်ဒီလရှင်ဂိုင်းကျုပ်ထံသွားပြီးတဘာကကျွန်တော်အိယာမိကျောင်းဒုတိယတက်ရှိအိတ်ခန်းသို့လိုက်ပို့၏ကျွန်တော်ကလေးမောင်ကောင်းချလိုက်သည်နှင့်အိပ်ပျော်သွား၏မနေ့ကျွန်တော်အခန်းတကားကိုခောက်၍နှိုးချိန်၌နေပင်ထွက်ယူနေပြီမနေ့ကအိုင်ယာလန်သို့ဒီလရှင်ကပင်ကျွန်တော်ကိုဒီလရှင်ဂိုင်းကျုပ်ကြီးရုံးခန်းသို့ခေါ်သွား၏ဒီလရှင်ဂိုင်းကျုပ်ကြီးမှာစပွဲကြီးတစ်ခုနောက်တွင်ထိုင်နေ၏အသက်50ခန့်ရှိလိမ့်မည်ရှင်စပိန်ဘာသာစကားတတ်သလားနည်းနည်းပဲတတ်တယ် ဂိုင်းဒါဖြစ်ရင်လည်းစကားပြန်ကတဆင်ပဲပြောကြတာပေါ့အိုင်ယာလန်တို့ဒီလရှင်ကစကားပြန်လို့ဤရှင်ကပြင်တဲ့လူမျိုးစုဟုတ်ပါရဲ့ခင်ဗျာရိုက်ရိုဟာခြေထောင်ကပြေးလာတယ်အကျဉ်းသားဆိုတော့ကဟုတ်တလားဟုတ်ပါရဲ့ခင်ဗျာဘယ်တော့ကပြေးလာတာလဲခုနလလောက်ရှိပါပြီခုနလတော့ဟုတ်လားအဲ့လောက်အချိန်ကြာအောင်ဘယ်မှာသွားနေတာလဲနေကြောင်ကလူရိုင်းတွေရဲ့ရွာတွေရောက်မှာပါလူရိုင်းရောက်မှနေတယ်ဒါတော့ကျွန်တော်လက်မခံချင်ဘူးကျွန်တော်ဒီတလောက်ဒီလူရိုင်းတွေကလူပြုံမှုတုကောမှလက်မခံဘူးသေးဘူး ရိုးရိုးလူပြူကိုမပြောနဲ့ကျွန်တော်တို့သာသနာပြုတွေကိုတော့သူတို့လက်ခံတာမဟုတ်ဘူးအင်မတန်ရိုင်းတဲ့ရိုင်းဆိုင်တွေမှန်ပါတယ်ဒါပေမဲ့ကျွန်တော်၆လလုံးလုံးသူတို့နဲ့အတူနေခဲ့ပါတယ်ကျွန်တော်ကကျွန်တော်လူရိုင်းများနဲ့အတူနေခဲ့ပုံအကြောင်းကိုပြန်ပြောပြဤဂိုင်းကျောက်တီလာရှင်ကမယုံတော့ရုံတော့ဖြစ်နေဤရှေ့မှာဒီလိုလူရိုင်းတွေနဲ့အတူနေခဲ့ရဆိုတာဘယ်လိုသက်တည်ပြနိုင်တယ်လဲကျွန်တော်ပလဲများထည့်ယူလာသည့်အဝေးအိတ်ကိုထုတ်ပြီးပလဲများကိုတုံချပြလာဤပလဲအလုံးကြီးဘယ်လောက်ရှိသလဲဒါတော့ကျွန်တော်လည်းမယူတတ်ခဲ့ဘူးဘူးမသိဘူး မတည်ဘူးဆိုရင်တော့ဒီပလဲတွေကခိုးလာတာဖြစ်နိုင်တာပဲကျွန်တော်စိတ်တို့သွားကြီးဂိုင်းကျုပ်ဆရာကြီးခင်ဗျာကျွန်တော်ပြောခဲ့တဲ့စကားတွေအကုန်လုံးကအမှန်တွေကြီးပါပဲဆရာကြီးမေဝင်ကျွန်တော်ဖျက်ကျော်လာရဲ့လမ်းတစ်လျှောက်လုံးကမြို့ရွာတွေမှာပလဲအိပ်ပြောက်တဲ့လူရှိသလားလို့လိုင်းမေးကြည့်ပါစုံလန်းကြည့်ပါဆရာကြီးစုံလန်းပြီးတဲ့အထိဒီကျောင်းကအပြစ်မထွက်ရဘူးဆိုရင်လည်းကျွန်တော်မထွက်ဘူးခရီးဆက်မသွားသေးဘူးကျွန်တော်မှာ300ရာငွေလဲပါပါသေးတယ်ကျွန်တော်ဆရာကြီးကျောင်းမှာစောင့်နေတော့စားစရိတ်တွေအကုန်လဲဆရာကြီးဂျင်းနဲ့ဆိုလို့ရှင်းပေးပါမယ်ကြိုက်သလိုဂျင်းနဲ့တဲ့အထိလိုက်စုံစမ်းပါ ကျွန်တော်အခန်းကိုတကားပိတ်ပြီးကျောင်းဝင်းထဲလုံးဝမစိမ့်မဲ့စောင့်နေပါမယ်။ဗလဲတွေကိုလည်းဆရာကြီးလက်ထဲမှာတားထားပါ။ကန်းကျုပ်တလားရှင်ဆရာကြီးကကျွန်တော်မျက်နာကိုတစ်ချက် စိုက်ကြည့်လိုက်ဤမိတို့ဆုံးပြတ်တင်းဒီကိုချိန်စားကြည့်နေရန်ရှိခန့်နေရန်ရှိကန်းဒီလိုဆိုရင်ပြီးရောဒေကြအောင်တော့ကျွန်တော်ဆုံလန်းကြည့်လိုက်အောင်မယ်။မကြပါဘူးတရက်နှစ်ရက်ပါ။အခန်းထဲမှာလည်းပိတ်ပြီးနေစရာမလိုဘူး။ကျောင်းဝင်းထဲကဥယျာဉ်ထိကြိုက်သလိုသွားပါနေပါ။အစားအသောက်ကိုတော့မိဖို့တွေကအလုပ်သမားတွေနဲ့စားတဲ့ချိန်သွားစားပါ။ ကျွန်တော်ကန်းချုပ်ကြီးခန်းမှထွက်လာပြီးမိမိအခန်းသို့ပြန်ရန်ဟန်ပြန်လာ၏အိုင်ယာလန်တို့ဒီလာရှင်ကကျွန်တော်လက်ကိုဆွဲပြီးမိဖို့ကြောင့်တို့ခေါ်သွား၏မနက်စာကြွေး၏ကျွန်တော်ဘယ်သို့ခြေစုတွင်ကြောင်းပြောရမည်ကိုပင်မသိတော့ပါကျွန်တော်အိမ်ခန်းသို့ပြန်လာခဲ့၏အခန်းမင်းမမကြီးလေစင်တာမာတာမြို့နှင့်ပင်လယ်ပင်ကြီးကိုလမ်းမြင်နေရ၏ကျွန်တော်ကန်းချုပ်ဒီလာရှင်ကြီးကိုမယုံပါပညာတတ်ပါဟုဆိုသောဒီဒီလာရှင်ဆရာကြီးသည်ဘာကြောင့်ဒီနေစကားကိုမပြောထည့်ရသလဲမဖြစ်နိုင်ကျွန်တော်ထုံညရွေမင်းဒီလာရှင်ကျောင်းမှဆက်လက်ထွက်ပြေးရန်ဆုံးဖြတ်လိုက်၏ လဲအားလုံးကိုလည်းသီလရှင်ကြီးလက်ထဲဆုံးညင်ဆုံးပါစီတော့မတတ်နိုင်ပြီ။နေ့လယ်တနာရီခန့်တွင်အခန်းတကာခောက်တန်ကြာရဤတကားဖွင့်လိုက်လေအိုင်လန်သူသီလရှင်ကိုတွေ့ရဤနေ့လယ်စာဆားရန်လာခေါ်ခြင်းဖြင့်မိဖို့ကြောင့်သူကျွန်တော်လိုက်သွားဤစပွဲတလုံးတွင်ဝင်ထိုင်လိုက်ဤအစားအစားစားမိပြုတ်တင်နေမိဖို့ကြောင့်တကားဖွင့်ပြီးရဲသားလေးရောက်ဝင်လာဤအရာရှိတို့သူက၆လုံးပြုတ်ကိုကင်ထားပြီးကြံငယ်သားသုံးကရိုင်ဖယ်တနများကိုကင်ထားဤမလုံနဲ့လောက်တာနဲ့မင်းသိပြီးသားမှတ်လိုက်တော့အရာရှိကအလံပြောလိုက်ခြင်းဖြင့် ကျွန်တော်မိတ်ဆွေဒီလာရှင်မအံ့ဩစွာစက်တီတေး၍ငေးချင်နေပြီးရောက်တဲ့သတိမေမြောင်း၍ကြမ်းမြင်ပေါ်သို့လဲကြသွား၏ကျွန်တော်ကိုလက်ထိတ်ခတ်လိုက်ကြ၏ကျွန်တော်ပစ္စည်းများကိုရှာ၏အိတ်ထဲမှဂျာထူလက်ဆောင်ပေးလိုက်သောပြီးဆိုရွှေပြားအလုံးကိုအရာရှိလောက်သူကတင်းယူပြီးသူ့ပေါင်းမိအိတ်တွင်သို့ထည့်လိုက်၏ကျွန်တော်ကိုဒီလာရှင်ကျောင်းအပြင်သို့ထုတ်လာ၏အတင်းဆောင်နေသောကားပေါ်သို့တက်စေ၏ကားသမားမှလူမဲတဦးဖြစ်၏ကားပေါ်ရောက်မှပင်အငိုင်းမိခံရ၍တုန်လှုပ်နေသောကျွန်တော်စိတ်များကိုပြန်လည်တည်ငြိမ်အောင်ကြိုးစားနိုင်၏အပန်းခံရပြန်ပြီး အရေးမကြီးမျောလင်းချက်မကုန်သေး။ကြုံတိုင်းလေးလုကိုလုရအောင်မည်။အခုချိန်တိုင်းဘယ်သူ့ကိုမှအတနာခံယူရနိုင်သောအချိန်မဟုတ်တော့မိမိကိုယ်ကိုယ်သာမိမိအားထားရမည်။ပထမဆုံးအရေးကြီးသည်မှာကိုယ့်ကိုယ်ကိုအဖမ်းခံရပြီဆိုသည့်နှင့်ချက်ချင်းအားလျှော့ပြီးကြွက်ဆုပ်လေးတစ်ကောင်ဖြစ်ကိုမရောက်သွားစေဘဲဖြစ်သည်မှရင်ဆိုင်မည်။အခက်အခဲအားလုံးကိုပြန်ကျော်လွှားအောင်မြူသောစိတ်ဓာတ်ကိုမွေးရဖြစ်၏။ရဲစခန်းလိုရောက်ခဲ့ပြီ။မင်းစပိန်စကားတတ်သလား?ရဲတဲဦးကမိမတတ်ဘူး။စကားပြန်လို့ဖို့တက်ချက်သွားခေါ်စမ်း။တက်ချက်ရောက်လာ၏ပြင်တဲ့စကားပြင်မိ့။ မင်းရိုင်းယွန်ဟာဒီမျိုးအကျဉ်းတောင်ကလွန်ခဲ့တဲ့တနေ့ကထွက်ပြေးလာတဲ့ပြင်သစ်မဟုတ်လားမဟုတ်ဘူးသူ့ကိုမှရှိတဲ့အမှတ်သားတွေစစ်ကြည့်သားကျွန်တော်အင်းကြီးကိုချက်လိုက်မင်းညောင်ရုံများကိုဆဲဆဲဤဘဲလမ်းမကိုကြည့်ဒီမှာလမ်းမလေးပြတ်နေတယ်ရေမမလေးမင်းညောင်ရုံတွေနဲ့ရိုင်းယွန်ဟာဒီကရဲလမ်းပို့ထားတဲ့ဂျင်းနဲ့အမှတ်သားတွေနဲ့အကုန်ကိုက်နေတာပဲမင်းလူညာကျွန်တော်လူညာမဟုတ်ဘူးကျွန်တော်ရိုင်းယွန်ဟာဒီအကျဉ်းတောင်ကပြေးခဲ့တာတော့မှန်တယ်ဒါပေမဲ့လွန်ခဲ့တဲ့တနေ့ကပြေးလာတာတော့မဟုတ်ဘူးကြုံပြေးခဲ့တာခုနှစ်လပဲရှိသေးတယ် ခုနလားနဲ့တနေ့ပါတို့လေဂိုင်းဂိုင်းရှိတယ်ငါမင်းအဖို့ရရှိတဲ့နေရာကိုပဲပို့ပေးလိုက်မယ်ကျုံမအဖို့မပါဘူးတယောက်တည်းပြေးခဲ့တာဟုတ်ပါတယ်ပြေးတာတော့မင်းတယောက်တည်းပါဒါပေမဲ့မင်းနဲ့အတူတကြုံကအတူလစ်လာတဲ့ကောင်းတွေရှိကြသေးတယ်မဟုတ်လားမင်းမေးကုန်ပြီလားရဲသားတယောက်ကကျွန်တော်ကိုအချုပ်ခန်းများရှိရာဘက်သို့ခေါ်လာ၏အချုပ်ခန်းတစ်ခုကိုဖွင့်လိုက်ရင်အတွင်း၌တကြုံမှာကျွန်တော်ပြေးပေါ်ရဲပေါ်၅ယောက်ကိုတွေ့လိုက်ရ၏၅ယောက်လုံးကျွန်တော်ကိုဖက်၍ဝမ်းမြောက်စွာချိုးဆိုကြ၏ကျွန်တော်တို့ကခင်ဗျားတို့လွတ်ပြီးအဝေးရောက်သွားပြီလို့ထင်နေတာကလိုစီကပြောလိုက်၏ ကျွန်တော်ရဲဘော်များကြီးမျက်နှာကိုမြင်တွေ့ရလေကျွန်တော်ချက်ချင်းပြန်လန်းဆန်းသွားဤ gain အခုဘယ်လိုပြန်ရောက်လာလဲဆိုတော့ပြောပြကြမှာဖြစ်ဖြစ်ပေါ့ပြောပါမယ်ခင်ဗျားတို့ကတရောက်နေကြတာဘယ်လောက်ကြာပြီလဲ၃လရှိပြီရဲတွေကကောင်းကောင်းရောက်ဆက်ဆန့်ကြရလားကောင်းတယ်လို့လည်းပြောလို့လည်းမရဘူးဆိုးတယ်လို့လည်းပြောလို့မရဘူးဒါလိုပါပဲအခုကျွန်တော်တို့ကိုဗာလင်ကွီးမျိုးကိုပြောင်းအောင်မယ်အဲဒီမျိုးအချင်းထောင်ကားမှာပြင်သစ်အာနာပိုင်တွေကိုပြန်လွှဲပေးမလို့တဲ့ဘာဘာလို့ကြောင်များတို့ပြင်သစ်အာနာပိုင်တွေကိုမျက်နှာလိုမျက်နှာရလွှဲပေးခြင်းကြလို့မသိဘူး ခမရတို့အချင်းစကန်းဖောက်ပြီးဖို့အခွင့်လေးပါလေကိုတခါမှမကြုံခဲ့ကြဘူးလားမကြုံဘူးမလွယ်ဘူးခမရလွတ်ပြေးပြီးကလေးကတို့တိတ်တည်ထားကြတယ်အထူးဆောင်နေပါရဲ့ခြားထားသေးသလားနေဘက်မှာတော့မထားဘူးညဘက်မှာတော့၃ယောက်ခြားထားတယ်အချုပ်ကန်းတွေကရောလုံးဝအပြင်ပေးမထွက်ဘူးလားပေးထွက်ပါလေမနက်ဘက်၂နာရီညနေဘက်၃နာရီထောင်ဝင်းထဲမှာလမ်းပေးလျှောက်တယ်ကြားနေကန်အချင်းသားတွေကရောရိုးရိုးအချင်းသားတွေပဲလားဟုတ်ပါရဲ့အများဆုံးကတော့တခိုးနဲ့လူသက်သမားတွေပါအောက်တန်းသားအချင်းသားတွေပါ အန်ရီရော့ရှိတဲ့အင်မတန်တရီထားရတယ်။နေ့လယ်တနာရီခန့်တွင်ရဲဆောင်တစ်ယောက်ကျွန်တော်ကိုလာထုတ်ဤထောင်ပိုင်ကြီးထံခေါ်သွား၏။ထောင်ပိုင်ကြီးမှာအသားမဲတဦးဖြစ်သူမျက်လုံးမှာအလွန်ကောက်ကျစ်သည့်အသွေးများကိုစောင့်နေ၏။အသက်50ခန့်ရှိမည်။မင်းထောင်ပေါက်ပြေးပြီးခဏလာလုံးလုံးပမာတော်နေတယ်။ကိုဝါကြီးလားလူရိုင်းတွေရောမှာမင်းငါ့ကိုညာမဖြစ်နဲ့။ငါ့ကိုညာတဲ့အကောင်ဟာဘလို့အပြစ်တံမျိုးခံရမယ်ဆိုတာမင်းနားလေတယ်မဟုတ်လား။နားလေပါလေ။ကျွန်တော်ခဏကိုညာလေရမဟုတ်ဘူး။အမှန်ကိုဖြစ်နေတာ။ ကောင်းပြီလူရိုင်းတွေရောက်มาပဲခုနှစ်လလုံးလုံးနေခဲ့တဲ့ထားပါတော့ဟောဒီပီဆို36ပြားကဘဲကခိုးလာတာလေကျွန်တော်ခိုးလာတာမဟုတ်ဘူးကျွန်တော်မိတ်ဆွေလူရိုင်းကောင်းဆောင်ဂျာတူကပေးလိုက်တာလူရိုင်းကောင်းဆောင်တယောက်ကဒါတော့ပဲချမ်းသာလားဒါတော့ပဲငွေထုတ်ပေးနိုင်လားဒီမှာထောင်ပိုင်းကြီးခမားဘာမှအပေါ်ရင်မင်းမနေနဲ့တော့ခမားဒီငွေကိုခိုးလာတာလို့ထင်ရင်ဘဲရက်ကဘဲသူစီကခိုးလာတယ်ဆိုတော့ကိုစုံစမ်းပါစုံစမ်းလို့ရရင်ကျွန်တော်ကိုတရားစွဲပါကျွန်တော်စကားကိုမယုံရင်ဆက်မင်းနေလို့အပေါ်ပဲခမားကိုအခုကျွန်တော်ပြောပြီးသမျှဟာအမှန်တွေကြီးပဲ ကောင်းပြီလေဒါကတော့စုံစမ်းရမှာပဲမင်းထောက်ပေါပြည့်တယ်ဆိုတဲ့မှုကဘယ်လောက်ကြီးတယ်ဆိုတာသိရလားနောက်လူသမားအင်ဒိုနီယိုလိုလူကိုခေါ်ထုတ်သွားတာကတော့ဘယ်လောက်အပြည့်ကြီးတယ်ထင်လဲမင်းကိုတည်တန်းစီရင်ဖို့ပြင်သစ်အာဏာပိုင်တွေကလည်းပြန်တောင်းနေတယ်ဂိုင်းငါလက်ထဲရှိတော့မှတော့မင်းကိုလွတ်လွတ်လပ်လပ်မထားရဘူးမင်းအဖော်ရီနဲ့မထားဘူးအမောင်ငန်းနဲ့တိုက်ပိတ်ထားမယ်ဟော်ရီငွေတွေကိုတော့မင်းဘသူစီကခိုးလာရဲဆိုတော့အသေးချာစုံသမ်းမယ်မင်းပြောသလိုခိုးခဲ့တော့မဟုတ်ဘူးမင်းကိုပိုင်ဆိုရင်တော့လေဘာမှမပူနဲ့ငါထောင်ကပြောင်းမင်းနေမှာပြန်ဖေးလိုက်မယ် အဆောင်များကကျွန်တော်ကိုထောင်ပိုင်ကြီးခန်းမှခေါ်ထုတ်သွား၏မေအောင်ရှိအမောင်တိုက် အချုပ်ခန်းထဲတွင်တွင်ပြီးတောက်ခတ်လိုက်ကြ၏အမောင်တိုက်ထဲရောက်ပြီးမျက်စိကျင်သာရ၍ဘေးပပတ်လေကိုအားဆိုင်ကြည့်လိုက်လျင်အချုပ်ခန်းနေရာမှာတန်တိုင်များနေကပ်နေသည်ကိုလည်းတွေ့ရ၏အကြအချုပ်ခန်းတစ်ခုစီတွင်အချုပ်သား၂ယောက်မှ၃ယောက်ထိရှိအနန္တမှလည်းလုံဆိုးလိုက်ဒီမှာဒီမှာတပတ်ကမ်းမှအကျဉ်းသားတယောက်ကကျွန်တော်ကိုခေါ်နေခြင်းဖြစ်၏ဟုတ်ကဲ့ ကျွန်တော်စကားကိုတတိချာနားထောင်ခမားခန်းရဲ့အနောက်ဘက်တောင်မှာတပြားတပြားတွေ့မယ်အဲဒီတပြားကခမားခင်းအိပ်ပို့ပဲညာဘက်မှာတော့ရေထဲထားတဲ့တတ်တူဘူးတဘူးတွေ့မယ်ရေကမလိုပဲလုံးဝမတုံးနဲ့မနက်ပြန်မနက်ဆိုရင်ခမားကိုတို့ရေမပေးတော့ဘူးတောက်ဆရာမကြင်ခမားတိတ်ထုတ်ခါရောက်နေမယ်ဘယ်ဘက်မှာတော့တုပ်ပုံးတစ်ခုတွေ့မယ်အဲ့ဒါခမားအပေါ်လေးသွားဖို့နေရပဲခမားကြာခဲ့အင်ဂျီကိုချုပ်ပြီးအဲ့ဒီတုပ်ပုံးကိုသွားအုပ်ထားလိုက်မဟုတ်သေးသမျှအနံစိုးတွေထွက်ပြီးခမားအိတ်လို့ရမှာမဟုတ်ဘူးကျောက်တော်ခန်းကဘုံတွေနဲ့အကုန်အင်ဂျီချုပ်ပြီးအုပ်ထားရတယ် မောင်လေးနိုင်စမ်းသွားပြီးတဖန်ညွန်ကြားသည့်အတိုင်းလှုပ်လိုက်၏တဖန်မှာအကျဉ်းသားများ၏မျက်နှာကိုမောင်လေးတွေမိတို့မြမှန်းကျူးရမရပါလူမဲဒေသခံများဖြစ်သည်ဟုထင်ရ၏ခမားခန်းထဲကိုဒီတတိုင်းရေပြစ်လာလိမ့်မည်ရေဝင်လာပြီဆိုရင်ကြွက်တွေလည်းခမားခန်းထဲဝင်လာမည်မောင်မုံမစူးစားနဲ့တပ်ဖို့သာစူးစားမောင်ဝင်ပေးကြမှာမဟုတ်ဘူးခမားကိုကြိုက်လိမ့်မည်ခမားအခုအမောင်ဝမ်းနဲ့ရောက်နေတာဘယ်လောက်ကြာပြီလဲနှစ်လရန်နေလူတွေကရောသုံးလထက်တော့ဘယ်သူမှမပေါ်ကြပါဘူးဘာဖြစ်လို့လဲ သုံးလားပြည့်အောင်ဘယ်သူမှမခံနိုင်ကြဘူးမပြည့်ခင်သေးတာပဲဘယ်လိုသေးတာလဲဒီမှာနေကြရင်လူဟာတနေ့တခြားအားဆုတ်လာမယ်နောက်ဒီတိတ်တက်တဲ့နေ့ရောက်ရင်ရေမကူးနိုင်မယ်ရေနေပြီးသေးကြတာပါရဆက်လာပါလားခင်ဗျားတို့တိုင်းပြည်ကအချင်းသားတွေပေါ့အင်မတန်ရဆက်ကြတာပဲကျွန်တော်တို့တိုင်းပြည်တွေမဟုတ်ဘူးခင်ဗျားတို့ပြင်သင်ပြီမှလည်းရဆက်ကြတာပဲမဟုတ်လားကျွန်တော်တို့တိုင်းပြည်မှာဒေတာနဲ့အနည်း20ဆိုရဲပြည့်တယ်မရှိတယ်တတတချုံနဲ့ဆိုတာမရှိဘူးခမ ्या ဘာမှုနဲ့တရောက်လာတာလေလူမနှယောက်တက်ခဲ့တယ်လေတယောက်သေးပါ တယောက်တည်းသမီးရာနဲ့ဒီလိုဖြစ်တဲ့မျိုးပေးရသလားဒါတော့ရက်ဆက်လွန်ပါလေငင်းနေကြလို့အပေါ်ပဲခမ ्या ကောမနေရောက်တက်ခဲ့တယ်လေကျွန်တော်ကတော့လင်ရောမင်းရောတာရောသုံးရောက်တက်ခဲ့တယ်ဘာအတွက်လဲကျွန်တော်ညီကိုတက်လို့ဘလို့တက်တာလဲရဲရဲဆက်ဆက်ပဲဘလို့ရဲရဲဆက်ဆက်လဲကျွန်တော်ညီက9နှစ်ကလေးတို့သားနဲ့အမြဲရင်ဖြစ်တယ်တို့သားရဲ့ခေါင်းကိုခဲနဲ့ပေါက်ဖူးတယ်ဒီလိုနဲ့တနေ့ရောကျွန်တော်ညီပြောက်သွားတယ်သုံးရက်ကြာမှတက်ပြီးလွားချီလောင်းနဲ့အထက်ဖြစ်ထားတာတွေ့ရတယ်မရကတို့တက်မိပါလေလို့ဝန်ခံတယ်ဒါကြောင့်သုံးရောက်လုံးကျွန်တော်တက်ဖြစ်လိုက်တာ တရားရုံးကအဖြစ်ထံဘယ်လောက်ချတယ်လဲနေ့20ဒီအမဝင်းလေးကိုဘာကြောင့်ပို့ရလဲထောင်ထဲရောက်မှပလိတ်တယောက်ကိုထတ်ရိုက်မိလို့ဒီပလိတ်ကသူတို့အမျိုးလေးမြင်တာနဲ့ဒေါသဖြစ်လာပြီးရိုက်လိုက်မိတာအမောင်ကန်းအဝင်တကမှာပွင့်သွား၏ထောင်ဝါရာတယောက်နဲ့အချင်းသားနှစ်ယောက်ဝင်လာ၏အချင်းသားများမှာပုံကြီးနှစ်ခုကိုထမ်းလာကြ၏သူတို့နောက်မှရိုင်ဖယ်တနက်ကင်ဝါရာနှစ်ယောက်လိုက်လာပြန်၏အငြိချင်းများလာသိမ်း၏အချောက်ကန်းတစ်ခုစီဖွင့်ပြီးစီအိုများကိုသိမ်း၏စီနမှာတကန်းလုံးအတက်ရှူချက်အောင်လောင်ထား၍နေ၏ ကျွန်တော်ခန်းတန်ရှင်းကိုလှုပ်တော့ဂျင်းသားကမထွက်မီအထုပ်ငယ်တစ်ထုပ်ကိုချသွား၏သူတို့ပြန်သွား၏ထိုအထုပ်ကိုဖွင့်လိုက်လင်စီကရက်နှစ်ပူမိတဲ့တပူနှင့်စာရွက်ခေါက်လေးတစ်ခုပါ၏ကျွန်တော်ချက်ချင်းပေါက်ပြီးအနီးဘက်ဝန်ကျင်မှဘဝတို့အချင်းသားများကိုတလိပ်စီဝေလိုက်၏ထို့နောက်စာရွက်ခေါက်လေးကိုဖွင့်ပြီးမိချစ်ဆန်တစ်ခုကိုချေ၍ဖတ်ကြည့်လိုက်၏ဘာဘီလုံစိတ်တက်ကြမသွားစေနဲ့ဗျို့တောင်းထားကျွန်တော်တို့ဆန်းကုန်ကူကြမယ်ခမည်းမနဲ့ပြန်စာရွေးဖို့ခဲရံနဲ့စာရွက်ပို့ပေးလိုက်အောင်မယ်တင့်ရဲပေါ်များ ထိုစာကိုဖတ်ပြီးကျွန်တော်အလွန်အားတက်သွား၏ကျွန်တော်ရဲဘော်များရောက်နေကြသလိုပင်ရှင်နေ၌နှွေးထွေးရသွား၏အမောင်တိုင်းအတွင်းမှအကျဉ်းသားများမှ secret ကိုစီဖြစ်မင်္ဂလာယူနေကြ၏လူအလုံး16ယောက်တတိရှိပါသည်ဘယ်သူမှတယောက်ကိုတယောက်စကားမပြောကြဒီတက်လာချိန်တွင်ကျွန်တော်လည်းပင်မြုပ်သည့်ထိအချုပ်ခန်းအတွင်းသို့ရေဝင်လာ၏ကိုကိုကိုအမောင်တဲတွင် ရေမုံမိမတေအောင်အတော်စူးစမ်းရ၏ကျွန်တော်အတွင်းများတွင်ဒီလာရှင်ခန်းချုပ်ကြီးကိုရုတ်တရက်တရေရလိုက်ပြီးတစ်ကိုယ်လုံးထူပူသွားအောင်ဒေါသမီးပွားမိ၏ တကယ်တော့ကျွန်တော်အမားပါဒီလားရှင်များကိုဘာကြောင့်ယုံကြည်မိလိုက်တနည်းလဲပေါ်တွင်လဲတခုံတခုံပြင်သစ်လို့ပြောလိုက်မိသဖြင့်လဲမသမားကရိမ့်မိသွားပြီးကြောက်ချလေသလားဒီရေတနည်းနှစ်ချိန်တက်ဤဒီတက်ချိန်တွင်ရေကူးနေရပြီးကြံချိန်တွင်အမောင်ကမ်းမှာအလွန်ပူလာဟိပထမဖဏန်းနေချေကိုကျွန်တော်ချက်သည် now အင်းကြီး now ဘောင်းပြီး now တကူလုံးရှိအဝတ်အစားများချုပ်ပြီးတန်တန်းများအပေါ်တင်ထားလိုက်တော့ဤဒါကြောင့်မှပြေးခဲ့သောခရီးမှာမိုင်ပေါင်း1500ပေါက်ခဲ့ပြီဖြစ်ဤဖះဖះ ဒီခရီးရအောင်ပြေးနိုင်ခဲ့ပြီးမှဒီအမောင်ကန်းတွင်ပင် ကိုဘွားကိုအဆုံးတက်ရတော့ခြင်းမီလားမတက်ခြင်းပါဖယားကဲမလို့ဒီလိုမတက်ရပါစေနဲ့ကျွန်တော်လွတ်မြောက်ရမည်အားလုံးမှာကျွန်တော်မိုက်ပြင်းများဖြစ်၏အလွန်ချစ်စရာကောင်းသောဂိုဝါဂျီလာလူရိုင်းများကိုယူမိုက်စွာဆွန့်ထွက်လာမိသည်တသက်လုံးသူတို့နှင့်အတူနေလိုက်မိရင်ကောင်းပေစွာဟိုမှာရဲမရှိ ထောင်မရှိကိုကိုမောင်းတဲ့လူမရှိဝေဆိုရာဘာမျှအရှာနေစရာမလိုဩငါမားလေစွာ ငါပြန်ဖမ်းခံရတဲ့တရင်ကိုကြားရင်ပြည်သင်မှာရှိကြတဲ့ငါကိုမတရားအဖြစ်တန်ပေးတဲ့မသူတော်တရားသူကြီးဂျူရီလူကြီးနဲ့ရဲဆွဲချတွေကတော့ဝမ်းသာလုံးလို့ဟားတိုက်ပြီးဘလောက်ရည်နေကြမလဲငါမိသားစုနဲ့ငါချစ်တဲ့လူတွေကဘလို့နေကြလိမ့်မလဲငါလိုသွားပြီဆိုတဲ့တရင်ကြတော့ငါတို့တို့အလုံးဝမ်းသာကြမယ်ကိုငါကိုဖမ်းမိလိုက်ပြီဆိုတဲ့တရင်ကြရရင်တော့တို့တို့ဘလောက်ပူဆွေးတော့ခရောက်ကြမလဲဖျားတပည့်တော်လူမိုက်ကိုလူဝင်ကျိုးလောကမှာညဉ့်ညမ်းစွာပြန်နေနိုင်တဲ့ဘဝရောက်တဲ့အထိပြန်ပူပေးတော်မူပါ တပည့်တော်ဟာအပြစ်ရှိသူမဟုတ်ပါဘူးအပြစ်မဲ့သူအမှန်ဆိုတဲ့အကြောင်းဘဝဉာဏ်တစ်ခုလုံးကိုလက်ခံသည့်အထိတရားတော်တတ်သိထူးခွင့်ပေးတော်မူပါကျွန်တော် secret delay ညှိတော့လိုက်ဤဒီရေတက်လာပြန်ခဲ့ပြီကျွန်တော်အချိန်မျက်စိမြုပ်သည့်အထိရေးပြေးခဲ့ပြန်ပြီလာပြီခြောက်ရိုက်ကျောက်ကြီးများဝင်လာဤအမောင်တိုက်တစ်ခုလုံးဝရဲကန်တစ်ခုကဲ့သို့စုညံသည့်အားနေနေသူများမှကြော်များရန်ကုန်မခုခံနိုင်သဖြင့်အချုပ်ခန်းတန်တမ်းများအတိုင်းအနည်းဆုံးရောက်သည့်အထိခုတ်တက်ပြီးအောင်မလိုက်လက်လာသည့်ကြော်များကြိုက်သည်များကိုငြိမ်ပြီးခံနေကြ၏ ျွန်တော်မှာအခန်းထဲမှာကြောခင်းအိမ်နိုင်တော့ပြင်ချက်ကိုယူပြီးဝင်လာသမျှကြွများကိုစီးရိုက်နေမိ။ကြာရှည်မရိုက်နိုင်မှတနားခန့်ကြာလင်ညောင်းလာ၏။မကြာခဏနာရ၏။နားလိုက်သည်နှင့်ခန္ဓာကိုယ်မှမိရာနေရာကိုကြွက်ဆူးများကမညာတန်းဝင်ကြိုက်ကြ၏။ဒီကြ၍ရေများအခန်းထဲမှပြန်ချသွားလျင်အခန်းချင်းပင်တစ်ခုလုံး၌ရွှွန်တို့များလက်သုံးလုံးခန့်တင်ကြန်နေတတ်၏။အင်းရှင်များပေါ်၌အဘဲသူအိမ်ရမည်နီ။ဖနက်စီပြီးလမ်းလျှောက်ရံမိမလွဲထိုးကြောင့်ဖနက်ကိုအမြဲချွတ်ထားရ၏ဒီရင်မှာ၁၇နာရီကြာတဲ့ချိန်တက်၏ အချုပ်ခန်းထဲနဲ့ရေရှမ်းနေတဲ့မှာဒီရေတစ်ကြိမ်တက်လျင်9နာရီကြာ၏ကျွန်တော်တွေးကြည့်သည်ဒီရေနဲ့ကျွန်တော်ဘဝမှာအဆိုးအကောင်းများအမြဲတွဲနေသည်ဗကြုံမာရိုနီအချင်းထောင်မှအောင်မြင်စွာပြေးနိုင်ခဲ့သည်မှာဒီကြိမ်ကိုလိမ်မာစွာထွက်ချက်ပြီးအကျိုးရှိအောင်တုံးထွက်ခဲ့ပြီဖြစ်၏ရာယိုဟာချီနာကျွန်တော်အဖမ်းခံရသည်မှာဒီကြောင်နှုံးကိုမှန်ကန်စွာမတွက်ဆနိုင်ခဲ့သဖြင့်နောက်ဆုံးအကျိုးရုပ်ခဲ့ခြင်းဖြစ်၏အန်စရာဖြစ်၏ကျွန်တော်စိတ်တက်မကြပါမှန်သည်အနေငယ်များပြီးမကြပါ ကျွန်တော်ဒီစေရနေငယ်အားရ၍အထိတ်ကိုတွေးလိုက်မိတိုင်းကျွန်တော်ဘောကအချမ်းမီးစရာအတွေ့အကြုံများကိုသာပြန်စင်းစားပြီးတွေးပီတီဖြစ်အများဆုံးကျွန်တော် တွေးမိဒီမှာလာလီနေရင်ဇိုလာမားတို့ညီအမများနဲ့ပျော်ရွှင်စွာအတူနေခဲ့ရသောအချိန်များဖြစ်လွတ်လပ်ခြင်းဟုဒီမှာလာလီနေဇိုလာမားတို့ကဘာတွင်သာရှိပါသည်တပြားပေါ်တွင်ကျွန်တော်ကြောခင်းလိုက်ဤ secret တလေးကိုထုတ်ပြီးဖွာလိုက်ဤကျွန်တော်ဒီလားရှင်များကြောင်းနိုင်ရှိနေသည်ကိုရဲအားဘသူသွားလက်ထောက်ချခဲ့တယ်လဲလက်ထောက်ချသည့်သူကိုအပြင်ထွက်ပြီးကလေးစားခြေပြလိုက်ခြင်းတည်း မဖြစ်နိုင်ရေတွေးကိုချက်ချင်းဖျောက်ရမည်ကျွန်တော်တနည်းလက်စားချေရမည်မှာအဓိကရန်သူများဖြစ်ကျွန်တော်ကိုတကြုံမတရားပုတ်ဖက်သူများဖြစ်အသေးစိတ်ရန်သူများအပေါ်၌တုံ့ပြန်ခြင်းစိတ်ကိုဖျောက်ပြရမည်ကျွန်တော်အမောင်ခန်းထဲရောက်နေသည်မှာ၃ရက်ရှိသွားပြီးအခန်းမှာအမဲမောင်နေသည်ဖြစ်နေနေညကိုလည်းကျွန်တော်မခွဲခြားနိုင်အခန်းပြင်မှာကျွန်တော်ရဲဘော်များနဲ့လည်းနေတိုင်းဆက်တွေ့ရ၏အဆက်တွေ့လို့ပေးနေသောအလုံသမားအချင်းသားမှာအလွန်ဆွန်လာပြီးလှုပ်ပေးနေခြင်းဖြစ်၏မိသားမိသွားခဲ့ရင်သူ့အဖို့လောဝတတ္တာစရာတွေ့မိမဟုတ် ကျွန်တော်ကူရောက်နေသောအမောင်တိုင်တဲကိုချက်ချင်းပြောင်း၍ဆံမြန်းရမည်ဖြစ်၏။ယနေ့ကျွန်တော်ထံရောက်လာသောစာတွင်ဘာဘီလုံခမည်းစိတ်တတ်မကြဘူးဆိုတာသိလို့ကျွန်တော်တို့အလုံးဝမ်းသာနေတယ်။ပြင်သစ်စကားတတ်တဲ့ခမည်းမိတ်ဆွေခရိယန်ဒီလာရှင်ခမည်းကိုလာတွေ့တယ်။ထောင်ကနာပိုင်တွေကကျွန်တော်တို့နဲ့စကားပြောခွင့်မပေးဘူး။ဒါပေမဲ့ခမည်းအမောင်တိုင်တဲအသွင်ခံနေရတဲ့ဆိုတဲ့အကြောင်းတော့ကိုလံဘီယာအကျဉ်းသားတယောက်ပြောပြလို့တည်သွားပြီလေ။မကြခင်ပြန်လာခဲ့ဦးမယ်လို့လည်းမှာသွားတယ်။ရဲဘော်များကျွန်တော်ကလည်းစာပြန်လိုက် အားလုံးကူညီမှုများအတွက်ကျေးဇူးတင်တယ်ကျွန်တော်စိတ်သက်မကြဘူးကျမ်းမာရေးလည်းကောင်းတယ်ကျွန်တော်ခြံသွားတဲ့မြားနှင်းစင်းကမြားကောင်းတွေကိုမတိနဲ့အစိမ့်လူးထားတယ်ပြင်တဲ့ကောင်စစ်ဝင်နဲ့ဆက်သွယ်ပြီးကျွန်တော်ကိစ္စကိုအမြန်တိုင်ကြပါပါပီလုံး